မင်္ဂလာပါဒီနေ့ကျွန်တော်ကလည်းမအားရနဲ့အဲ light light အစီအစဉ်တွေလုပ်နေတဲ့အတွက်မအားရနဲ့မကြည့်မိဘူးအဝင်ကြည့်လိုက်တော့စစ်ကွင်းငထိန်ဗျာဘလောက်တောင်ပောက်ကွဲထားသူ့ကိုကျွန်တော်ကျွန်တော်ကျွန်တော်ကလေးတယောက်ကပြောတယ်ကိုကြီးတဲ့အဲ့ဒီငထိန်ကိုနာစီခြင်းနဲ့မင်းစစ်လည်းမတိုက်တတ်ပါဘူးဘာမှတနတ်တောင်မြင်ဘူးတဲ့ကောင်မဟုတ်ပါဘူးပြောကြည့်တယ်အဲ့ကောင်တအားနာတာလေကျွန်တော်ဟိုရက်ကတော့သူ့ကိုအဲ့လိုပြောလိုက်တယ်ဟာအဲ့ဒါကိုသူပောက်ကွဲတာလေခါကြိတ်မနေခဲမြတ်ပြီသူ့အကောင့်မှာ ကျွန်တော်ဗီဒီယိုဖိုင်တွေတင်တာတင်တာတပုတ်ပြီးတပုတ်တိုးပြီးတော့ဘယ်နှပုတ်50ခွန်းအောင်ရှိပြီလားမသိဘူးတောက်လျှောက်တင်တာနော်တနာဘူလည်းကောင်းအခုလည်းတီဝါတမှာကျွန်တော်ဗီဒီယိုဖိုင်ကိုဒါပေမဲ့ तू ကဟိုတုံမှာဘယ်လိုမျိုးစကားပြောစွန့်ရည်ရလေ तू များလိုမျိုး तू များစကားရဲ့တလုံးကြီးစီကိုထောက်မပြောနိုင်တဲ့အတွက် तू များဗီဒီယိုဖိုင်ရဲ့အကွက်ကလေးဟိုနားလေးကွက်ပြီးယူတကွက်တင်အဲ့ဟာလေးကိုလိုရာလေး तू စွဲပြောလိုက်နောက်ဗီဒီယိုဖိုင်တစ်ပုတ်ကဟိုနားလေးကကွက်ပြီးယူတကွက်တင်လိုက်လိုရာလေးစွဲပြောလိုက်ဟာဖြစ်နေတာဖြစ်နေတာအခုလည်းတမကြီးဘာပြောလဲမကြည့်ပါ ကနက်ကိုင်းစီရှိလို့စစ်မဲ့ရေးရဖြစ်တာလားဒီစစ်တက်ကလောက်ရချောင်ဖြစ်တာလားမအေးစားလည်းမနေနိုင်ဘူးကွာမြန်မာပြည်အတွေးကောပညာရှိခင်ဆန်းဝဲလားအဲ့ဒါပညာရှိအဲ့ဒီညာအဲ့တွေးကောဘယ်ရရခဲ့တာကုရီးယားကပုဂံစင်းနဲ့ရခဲ့တာလားอืมတဲ့နော်ဘယ်တော့သူတို့စိုက်ထဲမှာလေကျွန်တော်အဲ့ဘာဘာစကူဟဲဒိုလို့ကွတ်တီယိုဆိုင်မှာလောက်တဲ့ကောင်လို့ပုဂံစင်းတဲ့ကောင်လို့အဲ့ဒီစကက်လုံးတွေနဲ့ပြောတာ တို့ကျွန်တော်နာမယ်ထင်တယ်ဒီဟမ်ကျွန်တော်စမ်းမနာဟာအဲ့ဒီလုပ်တရားသူများပေါ်မတရားလောက်လာရှိတာမရှိဘူးเนาะအဲ့ဒါကျွန်တော်ပြောချင်တာကသူတို့ပြောသလိုကျွန်တော်ပကံတော့မစေးဘူးဇပွဲလည်းမတို့ဘူးဒါပေမဲ့ထားကြိုက်လို့ရပြောခံနိုင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအဲ့ဒါလို့လုပ်နေတဲ့သူတွေကျွန်တော်တို့နိုင်ငံသားတွေเนาะတကဘာလုံးမှာထွက်ပြီးတော့အဲ့ဒီလိုမျိုးပကံစေးတာလို့ဇပွဲတို့တာလို့လုပ်နေတဲ့သူတွေအများကြီးရှိတယ် တို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝဲမှလည်းရှိမှာပဲအဲ့တော့ဒီဟာဒီဒီစကလုံးนี่ကျွန်တော်တို့ပြောပေမဲ့ပြောတင်လားမပြောတင်လားဒီနောက်ပြီးတော့ဒီလိုမျိုးလုပ်တဲ့အလုပ်တွေဟာတိမ်ငယ်เสียရှစ်เสียလို့တို့စိတ်ထဲထင်နေတယ်ဆိုတော့တို့ဘဝရဲ့အရေးရှိကိုတို့ပြတာပဲဒါကြောင့်မလို့ဒီညမှာကျွန်တော်ပြောချင်တယ်ဘသူပကံဆေးတဲ့နေရာမှာမလုပ်နေတဲ့သူတွေဖြစ်ဖြစ်ဟိုဇပွဲတိုးတဲ့နေရာမှာလုပ်နေတဲ့ညီတွေညီမတွေညီကောင်မောင်တွေဖြစ်ဖြစ် ရှက်စရာမဟုတ်ဘူးနော်ကျွန်တော်တို့ရှက်ကမှာကနော်သူများပေါ့မကောင်းတာလုပ်ပြီးတော့ဒီတိုင်းဒီမှာအာနာယူတဲ့လှုပ်ရက်လှုပ်နေတဲ့သူတွေပဲရှက်ကမှာခမားတို့လှုပ်နေတဲ့အလုပ်တွေဒီဇပွဲတို့တမတာမန်ဇပွဲတို့နေတာဂုံယူစရာပဲကိုဘဝအတွက်ကိုရက်တိမှုအတွက်ကိုမိသားစုဝင်ရေးအတွက်တမအာစီဝတ်ကြတဲ့အလုပ်ကိုလှုပ်နေတာဒါရှက်စရာမဟုတ်ဘူးပကံစင်းနေတဲ့သူဆိုရင်လေကိုဘဝအတွက်တမအာစီဝတ်ကြတဲ့အလုပ်ကိုယိုးတန်းစွာရှာပွေးနေတာအဲ့ဒါဂုံယူစရာ เนาะဒါလေးကိုတော့ကျွန်တော်ပြောချင်တယ်သူတို့ကျွန်တော်ကိုကြိုက်တယ်လို့ခေါ်ချင်းကြုံတဲ့ကောင်ပဲခေါ်ခေါ်ခွေးမောင်းတဲ့ကောင်ပဲခေါ်ကြိုက်တယ်လို့ခေါ်ကျွန်တော်သပင်လေးတခြားအောင်လောက်မှာမဟုတ်ဘူးဒါပေမဲ့ကိုရင်းကပြောသလိုမတိနားမလည်နဲ့ညီငယ်ညီမငယ်တွေမြင်ဝဲအဲဟိုလူကတော့သူတို့ပကံစီလို့ပြောနေတယ်ဇပွဲတို့ပြောနေတယ်ငါငါလည်းပကံစီရကွာရှက်စရာကြီးတော်ပြီဒီလို့မလုပ်တော့ဘူးဆိုရင်ဘာဖြစ်မလဲဘွားတွေလွဲကုန်မယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာက အဲ့ဒီအလုံးလုံနေတဲ့တူတွေဒီဗီဒီယိုဗန်ကြည့်ဝိုင်းရှက်စရာလို့မထင်နဲ့နော်အဲ့ဒါရှက်စရာမဟုတ်ပညာမဲ့နေတာရှက်စရာလို့ထင်တာတကယ်ပညာရှိရှိအတိတရားပြီးတဲ့သူလိုက်မေးကြည့်ပါဒီအလုံးလုံတာရှက်စရာကောင်းလားလို့ရှက်စရာမဟုတ်ဘူးနော်ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်သူ့စကားကိုနားမထောင်ပါနဲ့အဲ့ဒီကပိုင်းမလို့ဟမ်ပြောပြည်တွင်းကျမ်းမတမာဆိုဘလို့ရောက်ပြည်တွင်းကျမ်းမတမာလို့ခေါ်တာလေနိုင်ငံတစ်ခုနဲ့တရားဝင်အကြမ်းဖက်ဖွဲ့စီအကြမ်းမတမာလို့ထုတ်ပြန်တယ်ဆိုတာဘလို့အချက်တွေရောက်ထုတ်ပြန်တာလေတိလား ဘာသကားရပြောမယ်ဆိုဘောင်းဝင်တိုင်းပြောနေเนาะဘောင်းဝင်ချင်းဘောင်းနေရပြောရတယ်เนาะအဲ့ဒါကိုနားမဟုတ်ဘယ်အချက်တွေကိုထုတ်ပြန်တာလဲဆိုတော့အဲ့ဆိုမင်းတို့ကပြောမယ်ကွာเนาะဒါမင်းတို့ကငါတို့တော်နိုင်အရင်စုဘက်ကိုအကြမ်းဖက်ဓမားဆိုမင်းတို့ထုတ်ပြန်ထားတာကိုပြောတယ်မလားအဲ့ဒါဆိုရင်မြေပြင်မှာပကတိရှိတရားနဲ့ကိုက်ညီမှုတော့လိုတယ်အကျမ်းဖက်ဓမ္မဆိုတော့မင်းတို့ကအကျမ်းဖက်ဓမ္မလို့ဆွဆွဲလိုက်လို့မင်းနဲ့အကျမ်းဖက်ဓမ္မမဖြစ်သွားဘူး။ငါမင်းကအကျမ်းဖက်ဓမ္မဆွဆွဲလိုက်လို့ငါလည်းအကျမ်းဖက်ဓမ္မမဖြစ်သွားဘူး။အဲ့တခုရှိတယ် မြင်းပြင်းမှာမင်းတို့ကြင်ညာထားတဲ့တော်လန်ရင်အင်အားစုတွေလာလို့ပြည်သူလူထုတွေရွာလုံးကျထွက်ပြေးရတဲ့ဒေတာမကြားဘူးလားငထဲမကြားဘူးလားမြင်ဘူးလားမမြင်ဘူးရင်တော့မင်းနားနဲ့ကြားဘူးလားမကြားဘူးပါဘူးနော်ဒါပေမဲ့မင်းတို့စစ်တပ်ကစစ်တောင်းထိုးလို့ရွာလုံးကျမဟုတ်ဘူးကွာဒီတကြောမှာရွာဆယ်ရွာရှိရင်ဆယ်ရွာလုံးပြေးရအဲ့ဒါတွေမင်းမတိတာတကယ်မတိတာလားဒါမှမဟုတ်တိရတဲ့နဲ့မတိကြအောင်စောင့်ထားတာအဲ့တော့ မြေပြင်မှာပဂတိအကျမ်းဖက်ဓမ္မကဘာလို့ဖြစ်နေတာလဲငါတို့ကအဲ့ဒီပဂတိရှိတရားနဲ့မတွေ့တယ်ငါတို့ကဘုရားဘာသာဝင်လက်တွေ့ကြတယ်ရှင်းတယ်နော်အဲ့တော့မင်းတို့ကြိုက်တယ်လို့မင်းတို့အကျမ်းဖက်ဓမ္မပါလို့ဩမင်းကြိုက်တဲ့စာအုပ်ကြီးလှန်ပြီးတော့ဘယ်အချက်ဘယ်အချက်ဘယ်အချက်တွေပါလို့အကျမ်းဖက်ဓမ္မတတ်မှတ်ပါလို့ကြီးညာကြီးညာနော်မင်းတို့ပြောချင်းဆိုရင်ငါတို့ CRPH ဆိုတာကကဘာကတရားဝင်လွတ်တော်အဖြစ်အတိမတ်ပြုတ်ထားတဲ့လွတ်တော်နော်ဟဲ့မင်းတို့လိုအာနာတိုင်းသားတာမဟုတ်ဘူး ။ငါတို့လွတ်တော်နာမည်ခံပါမယ်လို့အာနာလူထားတာပေါ့ကို။တကပါလုံးက VCRPD တရားဝင်မြန်မာနိုင်ငံလွတ်တော်ပါလို့ကြေညာထားတဲ့လွတ်တော်။အဲ့တော့လွတ်တော်ကိုယ်စားလှယ်ဆိုတာပါတယ်။ပြည်သူကို ကိုယ်စားပြုတာ။အဲ့တော့ကိုယ်စားပြည်သူကိုကိုယ်စားပြုတဲ့ CRPH ကမင်းတို့အာနာသိမ်းတဲ့အဖွဲ့ကိုဘယ်လိုကြေညာထားလဲ။အကြမ်းဖက်လို့ကြေညာထားတယ်လေ။ဟုတ်တယ်နော်။အဲ့တော့မင်းတို့လည်းငါတို့အကြမ်းဖက်ကြေညာတယ်။ငါတို့ကလည်းမင်းတို့အကြမ်းဖက်ကြေညာတယ်။ ဲ့တော့မင်းတို့ကငါတို့ကနှစ်ယောက်လုံးရဲ့ပကတိမြေပြင်အခြေအနေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ငါပြောသလိုတော်လိုင်းအင်အားစုဒီဘက်ကစစ်ကြောင်းထိုးလို့ဆိုပြီးထွက်ပြေးရတဲ့ data မမြင်ဘူးလားကြားဘူးလားလို့ဒါပေမဲ့မင်းတို့လိုင်းအကုန်ပြေးရတယ်အဲ့တော့အကြမ်းဖက်ဓမ္မကဘယ်လိုလဲရှင်းရှင်းလေးကွာဒါတူငယ်တန်းအရွယ်ကလေးကိုရှင်းပြနေငါရှင်းပြသွားတာပါနော်မင်းနားမလဲဖြစ်နေလို့ဟုတ်တယ်နော်ဆက်ပြောငါကောင်းမှမတည်ဘူးငါတို့ကဂျုံဘွားရောက်နေတာမင်းအကွေးကိုအကွေးလေးစားသွားပြီလေ အခုငါပြောရတဲ့စကားအပိုက်ကလေးကဘာကိုရည်ရွယ်ကြီးပြောရတာလဲမိယောက်ျားပိတာကမှငါထင်ရင်ဘာဖြစ်လို့အောက်တန်းချတာလဲမင်းအမေမသေးသေးဘူးမင်းမေမင်းမရှက်ဘူးလားဟမ်မင်းအမေကမင်းကိုမွေးထုတ်ခဲ့တာယောက်ျားမွေးထုတ်ခဲ့တာလေအခုငါပြောတဲ့ဗီဒီယိုဖိုင်ကိုမင်းအစအဆုံး reaction လုပ်လေငါဘာကိုပြောထားတာလဲဘာအသေးပေကိုပြောထားတာဘာအကြောင်းကိုပြောထားတာလဲဟုတ်တယ်မလားဘာမင်းမအဲ့လိုမျိုးအစအဆုံးလုပ်မဲ့အစွမ်းစားမရှိလို့လားဟုတ်လားအစမ်းစားမရှိလို့လိုတဲ့အကွက်ကလေးတစ်ကွက်ကိုချက်ခွက် ချက်ညက်ကလုပ်ပြီးတော့အဲသိပ္ပတိယနဲ့လာဆက်ပြီးလောက်ကအဲ့လိုလားအဲ့ဒါဆိုရင်တော့မင်းဘဝတော်တော်တနာဖို့ကောင်းတယ်တိလားနော်နောက်ဆိုရင်မှတ်ထားသူများဗီဒီယိုဖိုင်ကိုရေရှင်လုပ်မယ်ဆိုရင်သူပြောထားတဲ့စကားအတိတ်ပဲအပြည့်အစုံပေါအောင်အစအဆုံးလောက်ကတယ်အဲ့လိုမလုပ်နိုင်သူများကိုဘာမှပြောနဲ့အဲ့လိုမျိုးကွက်လုပ်တယ်ဆိုတာအောက်တန်းစားတွေလုပ်လို့လားနော်ငါပြောတာမှားရင်လာခဲ့နော်ရှင်းလားညာရှင်မင်းမင်းအရင်ကဘာတော်တွဲကိုမြန်မာရှင်ဖြစ်လာလို့ဟုတ်လား။ဟိုဟာဖြစ်ပြီ။ အမင်းပေါက်ပါလေးတွေပြောတာလည်းမင်းတို့အတွေ့အကြုံရှိတဲ့ကောင်လေးတွေဒါတတော်ပြင်နေတာတွေ့လို့မရှိပါသေးတယ်မင်းရှိမှတင်လာတာပါညီမနဲ့ဘရင်ဦးအောင်စီကရုပ်ယူရီယာအယုဒ္ဓယာမြို့တော်ဘလို့ညီမတွေကဘလို့မျိုးရက်ဆက်ရုံမှာကောက်ကြည့်ပြီးတော့ဘလို့မျိုးနှိမ့်ဆက်ပြင်းပန်းပါညာတကာဆိုပြီးတော့အောက်လိုပဲသားပြောတယ်မင်းယူယူချင်မှမင်းတင်လာပြောပြန်ပြီပုံစံကြီးကနာငထိတ်မင်းမေကမင်းကိုငွေတွေကဘာမှမဆုံးမဘူးလားဟုတ်လားငါပြောထားတဲ့စကားအထိတ်ပဲအဲ့ဒီလားမင်းတို့တွေကတူများစကားကိုလေ မဟုတ်တာအဟုတ်လုံးပဲဟုတ်တာမဟုတ်လုံးမင်းတို့အရန်လွယ်ကူတာပဲနော်မင်းတို့တကယ်အောက်တန်းကျတဲ့လူတွေပဲနော်ငါကြည့်တာကောင်းပြောတာမင်းတို့တွေယောက်ျားမပီတာဘူးယောက်ျားတွေဆိုတော့ငါမင်းတို့ခေါင်းဆောင်မင်းအောင်လိုင်းကိုငါတို့တော်လှန်နေတယ်မင်းအောင်လိုင်းမှာမရှိတဲ့အဖြစ်ကိုစီရှိပါတယ်လိန်လေလီစေပြီးငါပြောတာမင်းမြင်ဘူးလားအယုဒ္ဓယာကိုငါတွားတဲ့အချိန်မှာအယုဒ္ဓယာမှာရှိတဲ့မြို့ဟောင်းမြို့ပြည့်ကြီးဒီမှာရှိတဲ့ဖျားစင်းသူတော်တွေဆိုအကုန်ပြိုပြက်နေတယ်နော်အဲ့တော့ဒါတွေကို ပြတ်ထားတယ် အရင်ခေတ်ကဘယင်တွေစစ်တိုက်ရင်နိုင်တဲ့လူကမျိုးဖြုတ်တာပဲဒါပေမဲ့အဲ့ဒါကိုဒီနေ့ခေတ်လူတွေမသိဘူးအဲ့တော့အရင်ခေတ်ငါတို့ဘက်ကနိုင်တို့ငါတို့ဘက်သူတို့မျိုးဖြုတ်ထားတယ်ဒါပေမဲ့ဒီနေ့ခေတ်အမြင်နဲ့ကြည့်မယ်ဆိုရင်ဒါတွေကသူတို့အနေနဲ့ကြည့်မယ်ဆိုရင်ရှင်းသာစေရငါတို့အနေနဲ့ကြည့်မယ်ဆိုရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့ငါတို့အင်္ဂလိပ်တွေဂျပန်တွေငါတို့နိုင်ငံတွေတိုင်းနေဆိုတော့တမိုင်းကိုဒီနေ့ချိန်ထိမင်းတို့တွေမပြောနိုင်ဘူးလား အဲ့ဒီအင်္ဂလိပ်တွေဂျပန်တွေကငါတို့နိုင်ငံကိုအခုဥအောင်စေကအယုအယုဒ္ဓယာကိုတွားလောက်တလောက်လှုပ်ထားတာမဟုတ်ဘူးနော်အဲ့လောက်တောင်မလှုပ်ဘူးဒါပေမဲ့အဲ့လောက်မလှုပ်ပင်တော့မှငါတို့တွေဒီနေ့ချိန်ကြီးငါတို့နိုင်ငံတိုင်ဝမ်ဂျွန်ပြူသွားတယ်ဟမ်ဒီရှာတွေဟမ်ဂျပန်တွေငါတို့တွေမပြောနေဘူးလားပြောနေတယ်ဘာဖြစ်လို့လဲငါတို့နာလို့လေအဲ့အဲ့လိုပဲသူတို့နိုင်ငံသားတွေအနေနဲ့လေသူတို့နိုင်ငံကိုသူတို့လာလှုပ်သွားတဲ့လူတွေကိုသူတို့နာခွင့်မရှိရဘူးဟဲ့လောကမှာလူဆိုတာမျက်မျက်သက်သက်တွေ့ရတယ် နော်မျက်မျက်ပြတာတွေ့ရကိုချင်းစာတရားဆိုတော့အဲ့ရစားငါပြောနေတာရှင်းရှင်းလေးအဲ့တော့သူတို့လုပ်ခဲ့တာသူတို့နာမှာပေါ့လို့အဓိပ္ပာယ်ပြောတာလေ။ဟမ်။မင်းကစကားကိုဘာဖြစ်လို့အဲ့လိုဘလောင်းမလဲပြောတာလေ။မင်းမင်းမင်းကိုမဆုံးပါဘူး။တားရေ။သူများတကာကိုစကားဘလောင်းမလဲမပြောရဘူးလို့မဆုံးပါဘူးလား။မင်းမင်းအတက်လက်ကြီးပါယူကပြောလိုက်နောက်ဆိုရင်တိလား။နရွက်ကိုက်ပြီးတဲ့မအေးမဖြစ်စင်နဲ့လို့တိလား။ဆုံးပါလို့ကိုမွေးထားတဲ့သားသမီးကိုနော်။ အဲ့လိုမျိုးသူများပေါ်မဟုတ်မှန်ဆွဆွဲပုတ်ခတ်တဲ့ဘလောင်းပလဲလှုပ်ရက်တွေကမကောင်းဘူးဆိုတာကိုတိအောင်လို့ဆုံးမအားလို့မတည်ခင်ဆုံးမတော့အားလို့တိတာငါပြောတယ်လို့မင်းမျိုးတွေ့ပြောလိုက်နော်အဲ့အရာတွေကိုတိတော့မှတည်နေတာတွေ့ပါတယ်မင်းမျိုးကောင်ကဟုတ်လားမင်းမျိုးကောင်ကမြန်မာနိုင်ငံမှာမွေးခဲ့တာမြန်မာနိုင်ငံတော့နေနာသေးတယ်ဟုတ်ပြီလားနေနိုင်ငံတခုရဲ့ထုတ်ကြအောင်လားတိရောတိလားနားရောလေလားမမညာ อืมဘယ်ရမလားကွာမင်း region လောက်တာဘာလဲကွာမင်းပြောချင်တဲ့စကားတစ်လုံးတော့မင်းလောက်တတ်တာဘာအကြောင်းအခုမင်းပြောရတာမင်းပြောတဲ့စကားလုံးဆက်ဆက်နိုင်ငံတကူအချုပ်ချဘာဘာဘာလဲဟိုယိုရီးယားကိစ္စနဲ့ဟမ်ပြောချင်တာရေစုပြောနေတာပဲနောက် region လောက်လို့ရှိရင်အတိတ်ပဲရှိတဲ့အဆက်ဆက်နဲ့လုံးမင်းလိုချင်တဲ့အကွက်ကလေးဖြစ်ညက်ကပ်ရပြီးမင်းပြောချင်ပြောမင်းအယူလိုပဲမတည်လို့ရှိရင်ဟမ်ယေဘုမညာယေဘုငါတို့ကငါတို့ကစိတ်ဓာတ်တွေကိုဖြတ်ပြန်တပွက်ထားရတာ ငါတို့အစင်ဟာအပျော်နဲ့မြားလိုက်တာနဲ့ဟောခုနေ့ကခုနေ့ကသူဖွင့်ပြတဲ့အကွက်နဲ့ဒီဟာနဲ့ဘာမှမဆိုင်ဆက်ဆက်မှုမရှိကြည့်ကြည့်လုံနေပုံဟောမင်းတို့မရှက်ဘူးလားငါထင်ရဲ့ငါဆိုရှက်လို့သေရောဟမ်ဘာလဲဗီဒီယိုဖိုင်အစအဆုံးရင်းရှင်လုံလို့မတက်လို့လားပြန်ပြောမယ့်အစွမ်းစာမရှိလို့လားအဲ့ဒါဆိုမလုံနေတယ်တိတ်တိတ်လေးနေမင်းအရှက်မကွဲဘူးအခုဟာကြီးကကြည့်ပါဦးဘာမှမဆိုင်ခုနားလေးတစ်ခွက်ယူလိုက်ဒီနားလေးတစ်ခွက်ယူလိုက်ဘာတွေလိုက်လုံနေတာလဲလို့အဲ့ဒါရင်းရှင်လောက်တာလား ဟမ်အမှန်တရားဆိုတာကိုပြစ်ချပြီးတော့အမိနဲ့ပြေးတဲ့ခွေးလောက်ပဲဆိုတာကိုကိုယ့်ကိုသိဖို့လိုတယ်။နော်ဒီစကားတွေပြောလို့ရှိရင်တစ်ထွက်တည်းကမင်းတို့ကနိုင်ငံရေးနေရာကပါတယ်။အဲ Oh my god what is that? ဟုတ်တယ်။အဲ့လေတိုက်တဲ့ကသိရတဲ့ကြီးတယ်မဆိုတိမမှသိရတယ်ဆိုရှိမှမပြောဘူး။ဟာနာနာကြီးကတာဝန်ကစကားလေးချောက်ပြောဘွားတစ်ပွက်တရားတစ်ပွက်နဲ့ပါတယ်လေလို့ငထိန်။နော်နောက်ကွယ်ကပြောတာလေဘယ်တော့မှမှန်တရားဖြစ်မလာဘူး။ဟုတ်ပြီလား။အဲ့တော့နိုင်ငံရေး လူကပြောတာမင်းကိုနိုင်ငံရေးလုပ်တယ်မင်းနိုင်ငံရေးလုပ်နေတာပေါ့ဘယ်နိုင်ငံအဲ့လိုနိုင်ငံရေးကိုဝန်ရမ်းပြီးပွားနေပြောနေတာကြီးကအနိုင်ငံရေးလုပ်တာပါတရားဝင်ပါလေအနိုင်ငံရေးသမားပါဆိုတော့ဘယ်သူကပြောတာလဲဟောဒီကောင်အဲ့ဘတူတူစစ်တမ်းဝင်တာအောက်ခြေရဲဘော်စင်းရတယ်အခုမှပါတယ်တရစ်လားနှစ်ရစ်လားမသိဘူးဒီကောင်တုံးရစ်တော့မရသေးဘူးဟောတော့ဘလိုက်ဒီကောင်ဘယ်ရစ်သူယူနီကောင်တွေ့ဘူးလား ဒီချရုပ်ဝင်သူ့ကတည်ရလားပဲအဲဒီကောင်တက်တက်ဒီမဖြစ်သေးဘူးနော်တည်ရလားအဲ့တော့သူတကယ်ဘုဟုဒုနာမရှိတာတူအတိုက်ခံအင်အားစုဆိုတာနိုင်ငံတိုင်းတွေမှာဘယ်လိုလုပ်ကြလဲတော်လိုင်းအတိုက်ခံအင်အားစုဟာဟမ်ဘယ်လိုတွေရပ်တည်ကြလဲအဲ့လားလေအရင်လေ့လာအောင်တစ်ချက်နော်နောက်တစ်ချက်ကငါဆိုတဲ့ကောင်ပါလေကျွန်တော်နိုင်ငံရေးတမမဟုတ်ဘူးဆိုတဲ့စကားကိုပြောထားတာအခါပေါင်း100လောက်ရှိပြီရှင်းလား နောက်သူများတော့ကဆွတ်ဆွဲပြောမယ်ဆိုရင်ဒီလူကဘာဘလို့လဲဆိုတာအရင်လစ်လာရတယ်ကွာနော်ငါမင်းနိုင်ငံရေးတမန်လားမင်းမင်းနော်ငါနိုင်ငံရေးတမန်မဟုတ်ဘူးဆိုတာကိုပြောထားတာအခါပေါင်းတရာမကတော့တိလာတာမန်ပြည်လူရပြည်သူငါနိုင်ငံရေးတမန်မဟုတ်ဘူးနော်မင်းတို့ရဲ့စစ်တပ်ကဥပဒေမဲ့အာဏာတိုင်ရုပ်မှမှုကိုမခံနိုင်လို့ပြန်လဲခုခံတဲ့နေရာမှာငါလဲတထောက်တနေရာကပါဝင်တဲ့ပြည်သူတွေကပြည်သူတယောက်ပဲငါဘယ်ပါတီဝင်မှလည်းမဟုတ်ဘူးနိုင်ငံရေးတမန်လည်းမဟုတ်ဘူးငါအမြဲပြောတဲ့အစ်စကားကိုဟမ်မင်းမတိတာလား ဟမ်နောက်တစ်ခုကခွနိကပြောလို့ပါတယ်မင်းပြောတာနိုင်ငံရေးလောက်တယ်ဆိုတော့အဲ့လိုထွက်ပြေးပြီးလို့ဆိုတော့အတိုက်ခံအင်အားစုတွေဘလို့ရက်တည်တယ်ဟိုတလောကပဲကမ္ဘောဒီးယားကအတိုက်ခံအင်အားစုထိုင်းနိုင်ငံဘန်ကောက်မြို့လယ်မှာတနက်ပြစ်တက်ခံရတာမင်းမသိဘူးလားဟမ်မြောက်ကိုရီးယားစပိုင်းဘမဘလို့ဖြစ်တယ်မင်းအဲ့ဒါမကြားဘူးလားဘယ်တိမင်းမင်းစာဖတ်တတ်တာကောင်မှမဟုတ်ဘူးလားဟမ်နော်မကြားဘူးလိလမလိလပဲအဲ့ရမ်းမပြောနဲ့စောက်ချက်တွေကွဲရောတိလားအခုတို့ပြန်ထောင်းရင်စောက်ချက်ကွဲရော နော်အဲ့တော့နိုင်ငံတကာမှာအတိုက်ခံအင်အားစုတွေဘယ်လိုရပ်တည်လဲဘယ်လိုပုံစံနဲ့အတိုက်ခံအင်အားစုပုံစံဖြစ်လာတယ်နော်ဒီမိုကရေစီလမ်းကြောင်းပေါ်ဘယ်လိုပေါ်ဆောင်သွားကြလဲလက်ရှိနိုင်ငံအစိုးရထဲမှာတော့မှကမ္ဘာနိုင်ငံတွေရဲ့အစိုးရခေါင်းဆောင်တွေဘိုင်းဒီတွေမှာတစ်ချိန်ကအဲ့လိုမျိုးအတိုက်ခံလုပ်ခဲ့တဲ့လူတွေဘယ်နှယောက်ပါလဲမိလှစ်လာအောင်ငထိန်မတိလားနော်အဲ့လိုမျိုးခုစကောင်ကြောင်းမှာပေါ့อืมတော့ဘောင်းတော့ဘောင်းကဲလောက်ဘောင်းတော့ဘာဘာဘာစကဘောင်းလားကဲလောက်ဘောင်းကြီးကြီးတယ်လောက်ဘောင်းကဲဟောင်းလုံးနဲ့ခွေလူမလေးဆိုရလေကိုစောက်စင်းကိုတိ ဘယ်တော့မှလည်းပေါင်ဝင်လာမှာမဟုတ်ဟုတ်ပြီနော်နိုင်နိုင်နေရတာမကန်ဟောမင်းကတော့ပေါင်ဝင်လာငါပေါင်ဝင်လာကြောက်လို့လားငါပေါင်ဝင်ဖို့လုပ်နေတာမဟုတ်နော်ဟမ်ပေါင်ဝင်ခြင်းနဲ့အလုပ်ဆိုရင်ပေါင်ဝင်အောင်လိုက်လုပ်တယ်တိလားမင်းကပေါင်ဝင်ခြင်းတာမလားအဲဝင်ခြင်းဝင်ပါငါပါဝင်ရင်တော့ငါလှုပ်တဲ့အလုပ်တွေဒီငါခံချက်ငါရုံချီချက်ငါလှုပ်တဲ့လှုပ်ထိုက်တဲ့ဆိုတော့ဆုံးဖြတ်ချက်နဲ့ငါလှုပ်တာအလူတီးဖို့ထင်ရှားဖို့ကြော်ကြားဖို့ဘောင်ဝင်ဖို့ကိုယ့်ရဲ့ကိုကျိုးစည်းဝါးရဖို့တခုမှငါအာရုံနဲ့မထည့်ဘူး နော်ရှင်းလားအလုပ်ပိုင်းမှာတပိုက်ထက်လာတယ်ဒီမှာကြီးဘယ်ကနေချနေမင်းထစားနေတဲ့ခမင်းလောက်ကစားနိုင်ငံရေးတွေလားဒီနိုင်ငံရေးကောင်းမင်းအဲ့ခမင်းလောက်ကိုတက်တော့တက်တာစားလို့ရမယ်ဒီအိုးအေးဟိူး what the fuck ဘယ်လိုပြန်လာတော့လုံနေကြတော့သိတယ်မှာ ခုလိုဒီဒီဒါတို့အဲပျော်ချင်အောင်လုပ်ပေးပြီးတော့ဘဝလုံးသုံးလို့ပေးပျော်ချင်မှုရပေးကြပါဘာမှသိတည်တော့ရအားလုံးကိုပေးကြပါမှာလားဟုတ်ကဲ့ပါကိုပိုင်ရေချင်းကိုပိုင်အစွမ်းစားကိုပိုင်တင်ညာမရှိတဲ့လူတွေဟာကောင်းစားလေခွေးကြီးကောင်းစားတမုန်တပဲတုံ့ကြရဖုတ်ကနေပဲဘယ်တော့မှနာလည်းမတူဘူးဟုတ်ပြီနော်မန်လီရှေတော်ဘုရားကြီးခစ်ပါဟာလာဆိုင်ကွာဖုန်းကြီးတွေတော့မချဘေးရရဘယ်လိုချလို့လဲငထင်းရဲ့ကိုပြောမနိုင်တာနဲ့ပဲ တိမိတရားတွေရှောက်ပြီးဖြញ្ញက်ကတ်တွေလှုပ်ပြီးတော့မင်းရောက်သွားတော့အောင်းတန်းကြတာပဲဟမ်မင်းမင်းဂျော်လကီးပဲငထင်းရဲ့မင်းမင်းမင်းမရှက်ဘူးလားဟောလားငထင်းအကောင်းပြောတာငါမင်းအခုမင်းလောက်ထားတဲ့ပုံကမင်းစိတ်ထဲမှာရှက်စရာလို့မင်းမထင်ဘူးမလားဟောလားအရှက်စရာကြီးဒီလားဟောလားပေတိုးဆိုတာတန်ကြောင်းဆိုးတယ်အဲ့ဒီကောင်မန်နေဂျာတော်ဘုရားကြီးရဲ့ចောင်းသားအဲ့ဒီကောင်ကဆရာတော်ငယ်ငယ်ကောင်ကိုပြောတယ်ဘုရားရက်ကောင်ဆိုဖြစ်နေတယ်အတိုင်းမြတ်တာဟောလားပြောရတယ် ဆရာတော်သားရဲ့။အဲ့ပြောရတယ်။တက္ကရာပြောမယ်ဆိုဘောင်းနားလေတဲ့ဒီဖတ်လား။ဟင်းမင်းဒီဆုံးနေ။ဘာတက္ကရာပြောမယ်ဆိုဘောင်းမွေးနိုင်ပြောနေ။နော်။အာငါကဒီဘောင်းမွေးနိုင်ဘောင်းလေးကပြောရတယ်။ဆရာတော်သားရဲ့။တိတိမျိုးမယူအောင်။ဒီဆောက်တော်သားလည်းဒီပကံစေးလို့ဆောက်တော်သားတော့မှနေတဲ့ကောင်ဆောက်တော်သားဖြစ်နေ။ဟမ်အဲ့လိုတော်ပြောကြည့်သူပြောမယ်ဆောက်တော်သားဆိုတာအဲတော့ကလူတွေမပြောပါဘူးသူပြောမယ်။အဟမ်ဒီကောင်လေးကြောင့်တိတယ်။ကြည့်အဲ့ဒီညာအဲ့ဒီကောင်ကိုဘယ်ရရခဲ့ရလဲ။ကုလူတွေကပကံစေးနဲ့ရခဲ့တာလား။ ဟမ်ဘယ်လို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 ပြီးွားပြီကဲတွေ့တယ်နော်အဲ့ဒါမြန်မာပြည်ကဒီကောင်တတ်ထိန်လို့ကြားတယ်နော်အဲ့ဒါတတ်ထိန်တယောက်ရဲ့စကေးတတ်ထိန်တယောက်ရဲ့အရေးအရှင်တတ်ထိန်တယောက်ရဲ့အဆင့်အတန်းမြင်အောင်ကြည့်ကျွန်တော်ဒီဗီဒီယိုမှာတလုံးမဆဲဘူးသူကဆဲလို့ရှိရင် तू စိတ်ဆိုးတယ်ဆိုလို့ကျွန်တော်တနာလို့မဆဲထားတာ နော်ဒါပေမဲ့သူလုပ်တဲ့ပုံကိုကြည့်အဲ့တော့ငထိန်မင်းကဟိုဘက်အတော့ကဗီဒီယိုတန်း channel မှာလည်းငါမျိုးပြောထားတယ် reaction လုပ်မယ်ဆိုရင်သူများဗီဒီယိုဖိုင်ကိုသူများပြောထားတဲ့အကြောင်းကြီးကအစအဆုံးပေါအောင်ယူရတယ်အဲဗီဒီယိုဖိုင်ကရှင်းနေတယ်အကြောင်းစုံပြောထားတာဆိုရင်တော့ကိုလိုတော့ကိုယူလို့ရတယ်ငါပြောတဲ့ဗီဒီယိုဖိုင်တွေကလေဘယ်တော့မှအကြောင်းအရာကိုလုံးထွေးပြီးမပြောဘူးဗီဒီယိုဖိုင်တစ်ခုကိုအကြောင်းအရာတစ်ခုခေါင်းစဉ်နဲ့ပဲပြောထားတာဖြစ်တဲ့အတွက်ငါဗီဒီယိုဖိုင်ကိုမတိတ်ခါရှိရှိနဲ့မင်းမမင်းကိုယ့်ကိုလူကမွေးတဲ့လူလို့တတ်မှတ်ထားရင်ပေါ့ကွာနော် မှတ်ပါနော်မင်းတို့မင်းလူကမွေးတဲ့လူလို့တတ်မှတ်ထားရင်ငါပြောတဲ့ဗီဒီယိုဖိုင်အစနဲ့အဆုံးကိုတလုံးချင်းစီထောက်နိုင်ရင်လုံနိုင်ရင်လုံမလုံနိုင်ရင်မင်းပြောတဲ့ဘောင်မဝင်ဘူးဆိုတာမင်းမဝင်တာလားငါမဝင်တာမင်းမပြန်ကြည့်အောက်တန်းစားဆိုတာမင်းလားငါလားမင်းမပြန်ကြည့်တိလားတနာဘောကောင်းတဲ့မင်းဘောကမင်းမှတိုင်းချိန်မနိုင်ခဲမရယူကျုံးမရဖြစ်ပြီးမင်းကောမြစ်စရာဒီဘယ်လိုပြောမလဲမင်းစိတ်ထဲမှာငါ့ကိုတကယ် အကူရိုတွေပေါ်ပွားများပြီးတော့ဟမ်နေလို့မရထိုင်လို့မရဖြစ်နေတာအဲ့တော့မင်းကပြောချင်တာကမင်းကဟိုတခုထိခိုက်စေချင်တယ်မလားထိခိုက်စေချင်တယ်ဆိုရင်နောက်ဆုံးတိတ်ခါဖိုင်းရမှာကွာပြောငစီပဲနေရာမှာပဲစကားဘလို့မှားအဲ့လိုမျိုးလုပ်အခုလိုမျိုးလုပ်တာကမင်းကဟိုရိုတေးပေးသလိုဖြစ်တယ် ဟာငထိန်နဲ့ကိုစီကိုစီကိုတိုက်ခိုက်နေတဲ့ငထိန်ရောဘာဒီမှာစောက်ပေါ်ပဲဟိုနားလေးဖြတ်ညက်ကဒီနားလေးဖြတ်ညက်ကသူများဗီဒီယိုဖိုင်ကိုတိတိကျကျဘာမှပြောနိုင်တာမဟုတ်ပဲသူပြောချင်တာရှောက်ပြောနေတာဟိုကပြောတဲ့အကြောင်းအရာနဲ့သူပြောတဲ့အကြောင်းအရာကိုက်ညီမှုနဲ့မရှိဟမ်ရီရှင်လုပ်တယ်ဆိုတာတစ်ဖက်ကပြောတဲ့အကြောင်းအရာနဲ့ကိုပြောရဲကိုက်ညီမှုရှိရဲသူပြောတဲ့အကြောင်းကဘယ်နေရာမှားတယ်ဘယ်နေရာမှန်တယ်ဘယ်နေရာမကောင်းဘူးဘယ်နေရာကောင်းတယ်သူတို့လုပ်တာလေဟုတ်တယ်နော်အဲ့တော့ရီရှင်ဆိုအတိတ်ပဲလေးကိုမင်းနားလည်အောင်လုပ်ပါဦး တိလာငထိတ်အဲ့ဒါလေးပဲပြောချင်တယ်နော်ဒီဗီဒီယိုဖိုင်ရှေ့ဟိုဘက် channel မှာဒီဘက် channel မျိုးငါတခုမှမဆဲဝအောင်နော်တနာလို့ဘာဖြစ်လို့လဲမင်းမေကိုငါမျက်နှာထောက်လို့မင်းမေမျက်နှာကိုငါထောက်လို့အဲ့တော့မင်းမေကိုပြောလိုက်နောက်ဆိုဆုံးမပါနားလဲအောင်ဆုံးမပါလို့တိလာမွေးပြစ်ထောက်ပြစ်ပြီးတော့အဲ့လိုဆုံးမတုံတယ်မှုမရှိမိမဆုံးမဖမဆုံးမသားသမီးဖြစ်မကောင်းရင်မိပါကောင်ခိုက်တယ်လို့တိလာမင်းအဲ့လားလေးပြန်ပြောလိုက်မင်းမေ